ဗဟုဘဏ်က CMB ကုမ္ပဏီများထံမှဥယူထားတဲ့နိုင်ငံခြားငွေများအနက်ဇက်သုံးစီတည်သွင်းတဲ့ကုမ္ပဏီများတို့နိုဝင်ဘာလ10ရက်ကဒေါ်လာ639,900ထပ်မံရောင်းချခဲ့ကြောင်းသိရပါတယ်။ဘဟုဘန်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်စားသုံးစည်းတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ14,9932ဒရမ 73စီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒေါ်လာ9,465ဒရမ84ကိုအော်တိုဘာလ30ရက်ကထပ်မံရောင်းချခဲ့ပါတယ်။ အဲ့ဒီ FH trading မှာပိုးသက်ဆေးဓာတ်မြေဩဇာ plastic ကတရားစေဝါနဲ့စေဝါကုန်ချမ်းပစ္စည်းစက်မှုကုန်ချမ်းဆက်လုပ်ရေးပစ္စည်းတန့်စင်တကြားကားဆိုင်ငယ်ပိုးပစ္စည်းစက်သရေးပစ္စည်းတိရိစ္ဆာန်အစားထုတ်ပိုးပစ္စည်းများတမဏီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများစက်သရေးပစ္စည်းလူသုံးကုန်ပစ္စည်းစက်သုံးကုန်စီ တင်သွင်းတဲ့ importer များမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဘဟုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက် ဇတုံးစီတည်သွင်းတဲ့ကုမ္ပဏီများသို့အော်တိုဘားလ29ရက်ကဒေါ်လာ10သိန်း3032ထပ်မံရောင်းချခဲ့ပါတယ်။ဘိုဘန်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက် စက်သုံးစီတင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ73သိန်း25525ကိုအော်တိုဘောလာ28နှစ်ကထပ်မံရောက်ချခဲ့ပါတယ်။၎င်းဒီ FA Trading မှာပေါင်းသက်စီတက်မြင့်ဩစာကတ်တရာစေဝါနဲ့စေဝါကုန်ချင်းပစ္စည်းဆက်မှုကုန်ချင်းဆက်လုပ်ရေးပစ္စည်းကားဆိုင်ငယ်ပိုပစ္စည်းစက်သွေးပစ္စည်းတိရစ္ဆာန်အစားထုတ်ပိုးပစ္စည်းများတမဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစက်သုံးကုန်စီတင်းတဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။